လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစင်းလက်နဲ့တောင်တန်းတွေနဲ့ဝိုင်းရံထားတဲ့ရွာလေးတရွာရှိပါတယ်။အဲ့ဒီရွာရဲ့အစွန်ဘက်မှာတော့ဘသူမှမနေရတဲ့တထက်တိုက်အူကြီးတစ်ခုရှိပါတယ်။အဲ့ဒီအိမ်ကြီးကိုဘသူမှမဝင်ရဲကြပါဘူး။ဘာလို့လဲဆိုတော့ညာဖက်ရောက်တိုင်းအထဲကနေအမျိုးသမီးတယောက်ရဲ့ခြုံတာတဲ့ဒေသံကိုကြားရတယ်လို့ရွာသားတွေကပြောကြလို့ပါပဲ။အဲ့ဒီဒေသံဟာနားထောင်လို့ကောင်းပေမဲ့နားထောင်လေလေခြောက်ခြားလေလေဖြစ်လာတယ်လို့လဲဆိုပါတယ်ဒီရွာလေးကိုအောင်ခိုင်ဆိုတဲ့လူငယ်လေးတယောက်ပြောင်းရွှေ့လာပါတယ်။သူဟာတတိရှိတဲ့အပြင်အဲ့ဒီဒေသံရဲ့နောက်ွယ်က ချို့ဝက်ချက်ကိုတီးကျင်စိတ်ပြင်းပြန်နေသူပါ။တညမှာအောင်ခိုင်ဟာတထက်တိုက်ဦးကြီးစီကိုတွားပြီးအင်းရဲ့ပြတင်းပေါက်ကနေချောင်းကြည့်လိုက်ပါတယ်။အထဲမှာဘသူမှမရှိပေမဲ့ဒေးတန်ကပိုပြီးကျေလောင်လာသလိုသူနဲ့ပိုနီးလာသလိုခံစားနေရပါတယ်။အောင်ခိုင်တေချာနားထောင်လိုက်တဲ့အခါအဲ့ဒီဒေးတန်ဟာငါ့ကိုကူညီပါ။ဆိုတဲ့တောင်းပန်တဲ့တွင်နဲ့ရောထွေးနေတာကိုတတိထားမိလိုက်ပါတယ်။နောက်တနေ့ညမှာအောင်ခိုင်ဟာအဲ့ဒီအိမ်ထဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူအိမ်ထဲရောက်တာနဲ့တေးတန်ကရုတ်တရက်ရက်တန်သွားပါတယ်။ အိမ်ထဲကပစ္စည်းတွေဟာဖုံးလွှဲမြေကြီးတွေနဲ့ဖုံးလွှမ်းနေပေမဲ့အိမ်ရဲ့အိမ်ခန်းထဲမှာချိတ်ဆွဲထားတဲ့ပန်းချီကားတစ်ချက်ကတော့အစ်စ်အတိုင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီပချီကားထဲမှာတော့လာပါတဲ့အမျိုးသမီးတယောက်ကမျက်ရည်တွေနဲ့ငိုနေတာကိုရေးဆွဲထားပါတယ်။အောင်ခိုင်ဟာပချီကားကိုလက်နဲ့ထိလိုက်တဲ့အခါမှာတော့တအိမ်လုံးမှာရှိတဲ့မီးလုံးတွေကအလိုလျောက်လင်းလာပြီးအဲ့ဒီအမျိုးသမီးကငန်းနာမဲကမေမျက်နိုးလိုသူ့စိတ်ထဲမှာထင်ဟပ်လာတာကိုခံစားလိုက်ရပါတယ်။မေမျက်နိုးရဲ့ဇာတ်ကြောင်းကိုအောင်ခိုင်တစ်စားစားတိလာရပါတယ်။ မေမျက်နှိုးဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီအိမ်မှာနေခဲ့တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။သူမကိုချစ်သူကဖျားယောင်းပြီးပစ္စည်းဥစ္စာတွေလူယူသွားရုံသာမကတပစ်လိုက်ပါတယ်။သူမရဲ့ဝိညာဉ်ဟာငင်းကြမ်းစွာမထွက်ခွာနိုင်ပဲသူမချစ်သူကိုလက်စားချေဖို့အတွက်ဒီအိမ်ထဲမှာပဲပြိမိနေခဲ့တာပါ။သူမရဲ့ခြူတာတဲ့ဒေသန်ကတကယ်တော့သူမရဲ့ဝန်းနေကြွေးမှုကိုဖော်ပြနေတာဖြစ်ပြီးသူမကိုကူညီနိုင်မဲ့သူကိုရှာဖွေနေတာဖြစ်ပါတယ်။မေမျက်နှိုးရဲ့ဆန္ဒကိုတီးပြီးနောက်မှာတော့အောင်ခိုင်ဟာမေမျက်နှိုးရဲ့ချစ်သူဟောင်းကိုရှာဖွေပါတော့တယ် ူဟာအချိန်တော်ကြာလိုက်လံဆောင်စမ်းပြီးနောက်မှာတော့အသက်ကြီးနေပြီဖြစ်တဲ့အဲ့ဒီလူကိုတွေ့သွားပါတယ်။အောင်ခိုင်မင်းမျက်နှိုးကိုကူညီပြီးတဲ့နောက်မှာတော့တထက်တိုက်ဦးကြီးတဲကဒေးတန်တွေဟာလုံးဝပျောက်ကွယ်သွားပါတော့တယ်။အောင်ခိုင်လည်းအဲ့ဒီအိမ်ကြီးကိုပြင်ဆင်ပြီးနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့တခါတရံညဘက်ရောက်ရင်လင်းငင်းတန်နဲ့ရောရှက်နေတဲ့ချိုသားတဲ့ဒေးတန်လေးတစ်ခုကိုအောင်ခိုင်တယောက်ပဲအိမ်ထဲကနေကြားရတတ်ပါတယ်။အဲ့ဒီဒေးတန်ဟာအရင်ကလိုခြောက်ခြားစရာမကောင်းတော့ပဲပျော်ရွှင်ချမ်းမြေ့နေတဲ့အတန်လူမျိုးကိုကြားရပြီးသူ့ကိုစောင့်ရှောက်ပေးနေတယ်လို့မျိုးခံစားရပါတော့တယ်။ တခါတုန်းကမြင်းမြတ်တို့တယောက်ဟာဆေးရုံတက်နေတဲ့သားအတွက်အရန်ပူပန်နေပါတယ်ဆရာဝန်ကသူ့သားကိုကယ်ဖို့အတွက် ရေဘဝဲရဲ့အသားရေကိုအသက်ရှင်လျက်လိုအပ်တယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားတော့မြင်းမြတ်တို့ဟာပင်လယ်ကမ်းဆက်ကိုချက်ချင်းပြေးသွားခဲ့ပါတယ်ပင်လယ်တဲကငါးရီနဲ့ရင်းနှီးတတဝါတွေကမြင်းမြတ်တို့ကိုလောင်ပြောင်းပြီးကိုအတော်ကြီးရေအဲ့ဒီရေဘဝဲဆိုတာအစိပ်ပြင်းနဲ့ကြောက်စရာကောင်းတယ်ဘသူမှမဖမ်းရဲဘူးရှင်လဲဖမ်းနိုင်မှာမဟုတ်ဘူးလို့ပြောကြတယ်ဒါပေမဲ့မြင်းမြတ်တို့ကမကြောက်မရွံ့တဲ့ရေတဲကိုဆင်းသွားခဲ့တယ် ညီမျက်နှိုးဟာပင်လယ်အောက်ခြေကိုရောက်တော့ရေဘဝဲကြီးတကောင်ကိုတွေးလိုက်ပါတယ်ရေဘဝဲကအရန်ကြီးမှပြီးကြောက်စရာကောင်းတဲ့ညီမျက်နှိုးကရေဘဝဲကို သူ့သားကြောင့်ပြောပြပြီးဂင်ငါသားကိုကယ်ဖို့မင်းကိုလိုအပ်တယ်လို့တောင်းဆိုလိုက်တယ်။အဲ့ဒီအခါရေဘဝဲကညီမျက်နှိုးကိုတနာသွားပြီးညီမျက်နှိုးကရေဘဝဲကိုဖမ်းမဲ့အချိန်ရောက်ပြီလို့ပြောလိုက်ပါတယ်ကျွန်တော်ကိုမဖမ်းပါနဲ့ကျွန်တော်ရဲ့အသားတစ်ပိုင်းကိုလိုတလောက်ဖျက်ယူသွားပါလို့ပြောလိုက်တယ်ညီမျက်နှိုးလည်းဝမ်းသာအားရနဲ့ရေဘဝဲရဲ့အသားတစ်ပိုင်းကိုဖျက်ယူပြီးအင်ကိုပြန်လာခဲ့ပါတယ် မင်းမျက်နှိုးဟာတုသားအတွက်ရေဘဝဲသားကိုဆရာဝန်စီပို့ပေးလိုက်ပြီးသားကိုလည်းဆရာဝန်ကကုသပေးခဲ့ပါတယ်မင်းမျက်နှိုးရဲ့သားကိုလည်းပုံမှန်လိုပဲကောင်းမွန်သွားခဲ့တယ်နောက်ပိုင်းတော့ရေဘဝဲရဲ့အသားတွေကလည်းပြန်ပေါက်လာတယ်လို့မျှော်လိုက်ပါတယ်ဒီပုံပြင်လေးဟာအမေရဲ့မေတ္တာကြီးဆိုတာဘလောက်ထိကြီးမားလဲဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်မြင်းမျက်နှိုးဟာသူ့သားအတွက်ဆိုရင်ဘလောက်ပဲအနည်းရဲ့များပါစေဘလောက်ပဲကြောက်စရာကောင်းတဲ့အရာမျိုးဖြစ်နေပါစေရင်ဆိုင်ရဲပါတယ်ဒီလိုမျိုးမေတ္တာတရားကိုဘယ်ယာနဲ့မှနှိုင်းရှင်းလို့မရပါဘူး ဒီပုံပြင်လေးကကျွန်တော်တို့ရဲ့အမေတွေကိုဘလောက်အထိတံပိုးထားရမလဲဆိုဟိုးရှိရှိတုန်းကတောင်ကြီးတွေကြားမှာဖုံးလွှမ်းနေတဲ့တာယာလပတဲ့တောနဲ့ကြီးတစ်ခုမှာရေကန်ဆောင်တဲ့သမီးလေးတစ်ပါးရှိခဲ့တယ်သူ့နာမည်ကတီရာလို့ခေါ်ကြပြီးတီရာဟာကြီးလင်းတဲ့ရေကန်ထဲမှာရွှေငါးလေးတွေနဲ့ကစားရင်းပျော်ရွှင်စွာနေထိုင်ခဲ့တယ် သူကတောတဲကတစ်ပင်တွေပန်းတွေနဲ့တရိဆက်လေးတွေကိုလည်းစောင်းလျှောက်ပေးခဲ့တဲ့အစိမ်းရောင်တောင်းတည်တဲ့သူ့ရဲ့ဆက်နွယ်တွေဟာရေကန်ရဲ့အလှကိုပိုပြီးပြည့်စုံစေပါတယ်။သူ့ရဲ့အပြုံးဟာနနက်ခင်းနေအောင်ကြီးလိုပဲနှွေးထွေးလင်းလက်နေတဲ့အဲ့ဒီတောအုပ်ထဲမှာပဲမောင်စန်းသားဆိုတဲ့အမဲလိုက်မုတ်ဆိုးတယောက်နေထိုင်ပါတယ်။တနေ့မှာတော့မောင်စန်းသားဟာတောအုပ်ထဲကအလှဆုံတောင်းတကောင်ကိုလိုက်ရင်းတိတာရဲ့ရေကန်နားကိုရောက်လာခဲ့ပါတယ်။မောင်စန်းသားဟာလှမ်းပြလိုက်တဲ့များဟာတောင်းကိုမထိပဲရေကန်တဲကိုကျသွားခဲ့ပါတယ်တဲ့။အဲ့ဒီအချိန်မှာပဲရေကန်တဲကနေတိတာပေါ်လာပြီးတောင်းလေးကိုကာကွယ်ပေးလိုက်ပါတယ်။ တောင်းလေးကိုလှမ်းပစ်တဲ့မုတ်ဆိုးကိုတီရာကဒေါသရကြီးကြည့်ပြီးဘာလို့ဒီအပြစ်မဲ့တဲ့တတဝါလေးကိုတက်ချင်ရတာလဲဂီလိုမေးလိုက်တဲ့မောင်စန္ဒာဟာတီရာရဲ့အလှကိုမြင်တော့မင်းတက်သွားတယ်သူ့ဘဝမှာဒီလိုမျိုးလှပတဲ့မိန်းကလေးတယောက်ကိုတခါမှမမြင်ဘူးခဲ့ဘူးသူကဒီလိုပြောလိုက်ပါတယ်ကျွန်တော်ကမုတ်ဆိုးပါ အမဲလိုက်တာဟာကျွန်တော်ရဲ့အလုပ်ပါပဲဂီလိုခက်ပြက်ပြက်ပြောလိုက်ခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာခဏခဏတွေ့ကြတယ်တီတာက မောင်စန်းသားကိုတော်တဲ့ကတရီဆန်တွေရဲ့ကောင်းချင်းမင်္ဂလာကိုရှင်းပြခဲ့ပါတယ်တစ်ပင်တွေဟာအသက်ရှိတဲ့အရာတွေဖြစ်ပြီးတရီဆန်တွေဟာလည်းခံစားတတ်တဲ့အရာတွေလို့ပြောပြတယ်မောင်စန်းသားကလည်းသူ့ဘဝရဲ့ခါတီးမှုတွေကိုတီတာကိုရင်ဖွင့်ပြောပြလိုက်ပါတယ်သူ့ရဲ့မိဘတွေဟာအမဲလိုက်ရင်တေဆုံးခဲ့ရလို့လစားချတဲ့အနေနဲ့တရီဆန်တွေကိုလိုက်လံတပြက်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်ရန်သူဖြစ်ခဲ့တဲ့သူတို့နှစ်ယောက်ဟာတဖြည်းဖြည်းနဲ့ယင်းနီးလာခဲ့တယ် တီရာရဲ့နှွေးထွေးတဲ့စိတ်ဓာတ်နဲ့မေတ္တာတရားကြောင့်မောင်စန်သားရဲ့အမဲလိုက်လိုစိတ်တွေတဖြည်းဖြည်းပျောက်ကွယ်လာခဲ့တဲ့မိုးဆိုးရဲ့စိတ်ဟာနတ်သမီးလေးကြောင့်နူးညံ့လာခဲ့ပါတယ်။မောင်စန်သားကသူ့ရဲ့လက်နက်တွေကိုဆွန့်ပစ်လိုက်ပြီးတီရာနဲ့အတူတောထဲကတစ်ပင်တွေကိုစောင်းရှောက်တဲ့အလုပ်ကိုကူညီလုပ်ကင်သွားခဲ့ပါတယ်။ တနေ့မှာတော့တောအုပ်ကြီးတဲကိုမုတ်ဆိုးကြီးတယောက်ရောက်လာပြီးတရိစံတွေကိုရရဆက်ဆက်လိုက်လံတက်ဖြတ်တယ်တီတာနဲ့မောင်စန္တာကသူ့ကိုတားဆီးဖို့ကြိုးစားပေးမယ်မုတ်ဆိုးကြီးရဲ့မြားကတီတာကိုထိမှန်သွားခဲ့တယ်တီတာဟာနာကျင်စွာနဲ့လဲကျသွားပြီးသူ့ရဲ့အသက်ဟာတဖြည်းဖြည်းနဲ့မင်းမိန်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမောင်စန္တာကတီတာကိုပြောလိုက်ပါတယ်မင်းတက်ကိုကျွန်တော်ကာကွယ်ပေးမယ်ဂီလိုပြောပြီးတီတာရဲ့လက်ကိုဆုပ်ကင်ထားလိုက်ပါတယ်မောင်စန္တာရဲ့အချစ်ဆွမ်းအားကြောင့်တီတာရဲ့ဒဏ်ရာဟာတဖြည်းဖြည်းနဲ့ပျောက်ကင်းလာခဲ့ပါတယ် နတ်သမီးလေးကမုတ်ဆိုးတယောက်ရဲ့အချစ်နဲ့မေတ္တာတရားကြောင့်အသက်ရှင်တန်သွားခဲ့ရပါတယ်။အဲ့ဒီအဖြစ်ပြက်ပြီးနောက်ပိုင်းမှာတီတာနဲ့မောင်စန်သားတို့နှစ်ယောက်ဟာလက်ထပ်လိုက်ကြပါတယ်။သူတို့နှစ်ယောက်ဟာအတူတူတောအုပ်ကြီးကိုစောင်းလျှောက်ခဲ့ကြပြီးပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ်။မုတ်ဆိုးတယောက်ရဲ့ရစက်တဲ့စိတ်ဟာနတ်သမီးရဲ့မေတ္တာကြောင့်ပျောက်ကွယ်သွားခဲ့တယ်လို့ရန်သူတွေဖြစ်ခဲ့တဲ့သူတို့နှစ်ယောက်ရဲ့အချစ်ဟာအတားဆီးတွေကိုကျော်လွန်သွားနိုင်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလန်ဒန်ရဲ့မြို့ကြီးတစ်မြို့ရှိပါတယ်။လန်ဒန်ရဲ့မြို့လယ်မှာနိုင်စင်ကြီးရှိပါတယ်။ နိုင်စင်ကြီးဟာမြို့သူမြို့သားတွေရဲ့အထင်ကတော့ဒီနိုင်စင်ကြီးကိုလှုပ်ထားတာကလန်ဒန်ရဲ့မြို့ကိုတရက်ပြီးတရက်ပုံမူကောင်းမွန်လာစေပါတယ်လို့ယုံကြည်ခဲ့ကြပါတယ်။အဲ့ဒီနိုင်စင်ကြီးရဲ့အောက်မှာတော့ကိုမြိုင်ဆိုတဲ့နိုင်ပြင်ဆရာဘိုးကြီးတယောက်နေထိုင်ပါတယ်။ကိုမြိုင်ဟာအရန်ကိုနိုင်တွေကိုမျက်နှိုးသူဖြစ်ပြီးသူ့ဘဝတစ်ခုလုံးကိုနိုင်စင်ကိုထိမ့်သိမ်းဖို့နဲ့အချိန်မှန်နေစေဖို့အတွက်ပေးဆက်ခဲ့ပါတယ်။ဒီနေ့တော့ညရောက်တဲ့အချိန်မှာမြို့ရဲကကောင်းလေးတွေကနိုင်စင်အောက်ကိုရောက်လာကြပြီးအရက်တောက်အိရှောက်ကကြပါတယ်။သူတို့ရဲ့ဆူညံတန်တွေကြောင့် ကိုမြိုင်ဟာအိတ်မပြောနိုင်တော့ပဲနိုင်စင်ဘော်ကနေဆင်းလာပြီးတွားရပါတယ်ဒါပေမဲ့ကောင်လေးတွေဟာကိုမြိုင်ကိုစနောက်ယုံမကနိုင်စင်ကိုဝါဖြစ်စီနိုင်တွေရဲ့ချွေရင်မှုကြောင့်ဒေါ်သက်ထွက်နေတဲ့ကိုမြိုင်ဟာကောင်လေးတယောက်ကိုတွန်းလိုက်မိပါတယ်မတော်တဆပြုတ်ကြပြီးတေဆုံးသွားခဲ့ပါတယ်အဲ့ဒီနေ့ကစားပြီးနိုင်စင်ကြီးဟာရက်တန့်သွားပါတယ်ညဘက်ရောက်တိုင်းနိုင်စင်အောက်ကနေလူတန်တွေကိုပြောတန်တွေကိုကြားလိုက်ရပါတယ်အဲ့ဒီအတန်ကပဲချိန်လဲလို့တူတူလေးမိတန်တွေကြားရပါတယ်ဆက်ကတော့ လူတွေကဂယူးမဆိုင်ကြပေမဲ့မကြခင်မှာပဲနိုင်စင်အောင်မှာအချိန်တွေတောင်းနေတဲ့ကိုမြန်ရဲ့ဝိညာဉ်ကိုမြင်လာရပါတယ်။သူဟာအမြဲတမ်းကိုရှိုက်နေပြီးလက်ထဲမှာကျိုးပဲ့နေတဲ့နိုင်တလုံးကိုကန်ထားလေးရှိပါတယ်။ဒါအပြင်တခါတရံမှာညဘက်နောက်ကျတဲ့သူတွေကိုမင်းတို့လည်းအချိန်မရှိတော့ဘူးဆိုရဲ့တန်နဲ့အတူနိုင်စင်အောင်မှာကိုမြန်ရဲ့ပုံရိပ်ကိုမြင်ရလေးရှိပါတယ်။ဒီလိုမြင်ရတဲ့သူတွေဟာနောက်ရက်မကြခင်မှာပဲမတော်တဆမှုတွေနဲ့တည်ဆုံးကြရတယ်လို့လည်းလူတွေကတယောက်ပြီးတယောက်ပြောနေကြပါတယ်။ အဲ့ဒီအချိန်ကစားပြီးမြို့သူမြို့သားတွေဟာညဘက်မှာနိုင်စင်အောက်ကိုဖျက်ဖို့အရန်ကိုကြောက်လန့်နေကြပါတော့တယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့နောက်မှာတဆုံတယောက်ကလိုက်ပြီးဘယ်ချိန်လဲလို့မင်းနေတယ်လို့ခန်းစားနေရလို့ပါပဲ။အခုထိလဲနိုင်စင်ကြီးဟာရက်တက်နေစေဖြစ်ပြီးမြောက်တဲ့ခါတိုင်းကိုမြန်ရဲ့ဝိညာဉ်ဟာအချိန်တွေကိုလိုက်ရှာနေစေပဲလို့ဒဏ္ဍာရီတပွဲပြောနေကြဆဲပဲဖြစ်ပါတယ်။ဒီနိုင်စင်ကိုတဖြည်းဖြည်းပြောက်ွယ်သွားခဲ့ပါတော့တယ်။